ယ်ဒီဘာတွေကအเจ้าနေရှိတယ်ဆိုရင်နောက်ဆက်တွဲငလင်းကြောင့်ဘာမှမဖြစ်ခဲ့သေးရင်တော့မှမိုးရီကြွာရွာတယ်ရည်ဒီများများထစ်လိုက်တဲ့အခါမှာဒါစိတ်ထွက်တာနေပြီးတော့ဟိုကျိုးကြတဲ့ဒီလည်းဖြစ်နိုင်ကြီးရှိတယ်ဒါပေမဲ့အခုကတော့ဘုံရွာခင်ကာလ၂လလောက်တလာခွဲလောက်လို့မှဖြစ်တယ်ဆိုတော့အခါကျတော့သက်ဆိုင်ရာဆင်မြောင်းလို့ တောင်းဝန်ရှိတဲ့လူလေးတတိတော်ထားကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီအရင်ဦးဆုံးအနေနဲ့ပေါ့နော်ငလင်တန်ပြင်းထန်ခံရတဲ့နေရာတွေမှာနောက်ဆက်တွဲငလင်နေစတိုင်လှုပ်ခတ်နေရလို့သိရတာပေါ့နော်ဒီလိုလှုပ်ခတ်နေတာကဘာကြောင့်လဲဒီအပေါ်မှာရောဘာတွေတတိထားရမလဲဆိုတာကိုရှင်းပြပေးနိုင်ပါဆရာဟုတ်ဟုတ်ပါတယ်နောက်ဆက်တွဲငလင်ဆိုတော့ဒလော့ပမာဏကြီးတဲ့ငလင်ကြီးတခုလှုပ်ပြီးတိုင်းမှာဖြစ်လေရှိတယ်ပေါ့နော်အခု9.8လောက်ရှိတဲ့ ငလေဆိုရင် तू ကတလလောက်ကနေပြီးဒီခါလေး3လလောက်ထိတောင်မှနောက်ဆက်တွဲငလေနေလှုပ်တော့ပါတယ်။သဘောတဘာဝကတော့ तू ကဒီဟိုစောက်ကိုကြီးတကူပြိုကျပြီးသွားရင်လည်းအပစ်လေးတွေကဆက်ပြီးကျနေတဲ့သဘောမျိုးပေါ့နော်။နောက်တစ်ခါဘာလဲဆိုတော့ရေးပြမှာဒီရေးထူးကြကြီးတစ်ခုကဘေးတိုက်ရွေ့သွားတယ်ရွေ့သွားတဲ့အခါမှာကျန်တဲ့ဒီလိုရွေ့သွားတဲ့အခါမှာဆိုပါတော့တရွတ်ဆွဲတယ်လို့မျိုးပေါ့နော်။ပျက်စီးတကူကိုလှဲလိုက်လို့ချင်းတစ်ချောင်းချင်းတစ်ချောင်းချင်းရပါ လိုက်ယူနေတယ်လို့မျိုးလေးပေါ့နော်အဲ့လိုမျိုးငလေးငယ်လေးတွေကသူ့ရဲ့ညီညီထောက်ပြန်ထိမှုတွေဖြစ်တဲ့သဘောပါပဲအဲ့တော့နောက်ဆက်တဲ့ငလေးညီဖြိုးဖြစ်စဉ်လည်းဖြစ်တယ်ဒီအတွက်ကြောင့်သူကငလေးကြီးကြီးတော့ပြန်ဖြစ်နေတဲ့သဘောတော့မဟုတ်ဘူးဒါပေမဲ့လည်းသူ့ကြောင့်ဆွေးရတာတွေကတော့သူ့ကြောင့်အရင်ငလေးကြီးကြောင့်ဖြစ်ခဲ့တဲ့အကြောင်းတွေပေါ့နော်ဟိုတိုက်တိုက်တိုက်တာတွေမှာကြည့်နေတဲ့အကြောင်းတွေတရားတွေမှာကြည့်နေတဲ့အကြောင်းတွေနောက်တခါကြီးလောင်းတာတမန်နေတဲ့တလောင်းသားစည်းကံနေတဲ့ လောင်ကန်နေဒီလိုမှရှိတဲ့အเจ้าနေရနောက်ဆက်တွဲအင်္ဂလိပ်နေကြောင့်ပြူကြဒါတွေပို့ပြီးအက်လာတာတွေအဲ့လားဂျီရိုစီရိုကြတော့လဲစိတ်ထွက်တာတွေဒါတွေတော့ဖြစ်နိုင်ကြီးရှိတယ်အဲ့ဒီအနေရောတော့ဘီယူဆိုက်တက်ပါတယ်ဒါမှအဖြစ်တော့ဟိုထပ်ပြီးတော့ငလိကြီးလှုပ်ဖို့မဟုတ်ဘူးဒါပေမဲ့လည်းအရင်လုပ်ခဲ့တဲ့အเจ้าကနေပဲတိုက်တီးပါတယ်ထပ်ပြူနိုင်သေးတာတော့ရှိရဲဆိုတာတတိထားရမှာဖြစ်ပါတယ် ဟုတ်ကဲ့နောက်တစ်ခါပေါ့နော်ဒီငလင်တန်ခန်းစားနေရတဲ့နေရာတွေမှာရှိတဲ့ပြည်သူတွေနောက်ပြီးတော့ဒီပြည်သူတွေကိုကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေအနေနဲ့ရောဘာတွေကိုတည်ထားရမလဲဘာတွေကိုရှောင်ရှားရမလဲပေါ့ဟုတ်အဲ့ဒါလေးလည်းတည်ပြရစီရှင်အခြေခံချက်ကတော့ငလင်ကြီးကလှုပ်ပြီးသွားပြီပေါ့နော်ဒါပေမဲ့ခုနအတိုင်းပဲဟိုလူတွေသွားတာနေရာနဲ့မြားခုနအဆောက်အုံနေခုနမူလဧည့်ထားတဲ့ဟာတွေကဆက်ပြီးပြိုကျနိုင်သေးတယ်အဆောက်အုံတစ်ခုဆိုရင်ဒီအเจ้าကြီးရှိတဲ့အခါမှာအပေါ်ယံမှာရှိနေတဲ့ဒီဒီ လတ်စတာစီပေါ့နော်ကြွေပြားတွေကတ်ထားတာတို့ဒီလိုမျိုးနိုင်ငံမှာကြီးနာရီကပြဲကြနိုင်ကြရဆိုတော့ကေတဲ့တဲ့ကုညီရဲ့လူတွေကလည်းအများအားဒီဒီဘေးကနေကင်းရှင်းအဝတ်စားတွေပေါ့နော်ဟို hard head လို့ခေါ်တဲ့အုတ်ထုပ်အမာတွေဓာတ်တွေစောင်းတဲ့ ਨੇ ဟိုအလားတူပဲလက်အိတ်ဆိုရင်လည်းအထူးတွေပေါ့နော် အကျန်းတွေစောင်းထားတဲ့ ਨੇ ဒါအမြဲတည်းထားမယ်အမြဲတမ်းတနေရာကိုဝင်တော့မယ်ဆိုတိုင်းလည်းအပေါ်ကပြုတ်ကြနိုင်ကြီးရှိမရှိပေါ့နော်အဲအကြောင်းနေရှိနေလားထပ်ပြီးတော့ကြာနိုင်သေးလားဆိုတော့အမြဲတည်းထားတဲ့ ਨੇ ဒီဖြစ်နိုင်ရင် အကာရံနေပေါ့နော်လှုပ်ထားပြီးတော့မှဝင်တာကတော့ပိုကောင်းမယ်လို့မြင်တယ်ပေါ့နော်ဟိုနေကြီးကနေပြီးတော့ဒီလိုအဲကိုယ်ဝါလို့ရိုင်သွားလို့ပြီးထွက်သွားတဲ့ပြည်သူကတော့ပြန်မဝင်တာအကောင်းဆုံးပဲလို့ပဲမြင်တယ်ပြန်ဝင်ပြီးနေချင်းမျိုးကြီးဒီတောက်ဆက်တွဲငလင်းနေကြောင်းပဲဖြစ်ဖြစ်သူကသူဖြည်းဖြည်းချင်းပဲဖြစ်ဖြစ်ပြုတ်ကြတာမျိုးတွေဖြစ်လာရင်ဟိုအနေကြီးတဲ့အတွက်ကြောင့်ဖြစ်နိုင်ရင်တော့အပြင်မှာပဲနေတာကောင်းမယ်လို့ပဲမြင်ပါတယ်ဆိုလိုတာကတော့တခြားခိုင်ကန့်တဲ့ shelter စီပေါ့နော် အခုကဘုန်းကြီးကျောင်းနေစာသင်ကျောင်းနေလိုမျိုးနေရာတွေကပါထပ်ပြီးတော့ထိခိုက်ထားတာဆိုအဲ့တည်းမှာထိခိုက်အနည်းဆုံးနေရာရှိရင်လည်းရှိပေါ့နော်ဒါမှမဟုတ်တော့တန့်လိုဟာမျိုးနဲ့မြန်မာနေမဲ့ဆိုရင်နေသင့်တယ်လို့မြင်ပါတယ်ဟုတ်ကဲ့ဒီပြီးခဲ့တဲ့ရက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ငလျင်ကဆိုရင်တော်တော်လေးကိုအင်အားကြီးရဲ့လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုပြင်းထန်တဲ့ငလျင်နောက်ဆက်တွဲအနေနဲ့ရောဘာတွေဖြစ်ပေါ်လာနိုင်လဲနောက်ပြီးတော့ဘာတွေကိုသတိပြုရမလဲချူတင်ပြင်ဆင်ရမယ့်အပိုင်းနေရာလဲဘာတွေလဲပြောပြပေးပါဦးရှင် ပုံမှန်ကတော့ကလေးကြီးဖြစ်ပြီးသွားရင်သူကမြေအောက်ကြီးမျက်နှာပြင်တွေပြောင်းတာရှိတယ်ပေါ့နော်ရေကပိုတက်လာတာလည်းရှိတယ်နောက်တစ်ခါကြီးမြေအောက်ရေသွေးနေခန်းသွားတာလည်းရှိလို့သွေးနေကတဲတွေနဲ့ပြည့်သွားတာလည်းရှိတယ်ပေါ့နော် liquefaction လို့ခေါ်တဲ့ဒီတဲဒီပွားထွက်တာလည်းဖြစ်ဦးဖြစ်စေမယ်အတူကြောင့်လည်းဟိုဒီအဆောက်အဦတွေပြိုတိုင်ကျနေတာရှိတယ်လို့တစ်ခါကလည်းအဲ့တဲတွေကြောင့်စိုက်ခင်းတွေကိုဖုံးလွှမ်းသွားပြီးတော့စိုက်ပျိုးရေးမှာထိခိုက်တာတွေလည်းဖြစ်တတ်တဲ့သဘောတော့ရှိတယ် ဲ့တော့ရေးစည်းဟိုစိတ်ပူစရာရေလို့တော့မရှိဘူးဒါပေမဲ့အဲ့လိုမျိုးပူပန်စရာတွေအတောက်ချက်အခက်အခဲတွေကတော့ရှိနေဥပါပဲနောက်တစ်ခါဆယ်ဒီဘာတွေကအเจ้าတွေရှိတယ်ဆိုရင်နောက်ဆက်တွင်ကလေးကြောင့်ဘာမှမဖြစ်ခဲ့သေးရင်တော့မှ မိုးရီကြွာရွာတယ်ရေးစည်းများများထည့်လိုက်တဲ့အခါမှာဒါစိတ်ထွက်တာနေပြီးတော့ဟိုကျိုးကြတဲ့ဒီလည်းဖြစ်နိုင်ကြီးရှိတယ်ဒါပေမဲ့အခုကတော့ဘုံရွာခင် ကာလ၂လလောက်တလာခွဲလောက်လို့မှဖြစ်တယ်ဆိုတော့အခါကျတော့သက်ဆိုင်ရာဆင်မြောင်းလို့ တောင်းဝန်ရှိရလူလေတတိတော်ထားကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုလိုတာကတော့မိမိရဲ့ရေလောင်တမန်ကခန္ဓာကြီးရေဦးခန္ဓာကြီးနည်းနေပြီဆိုရင်တော့သူတို့ကဖြည်းဖြည်းချင်းထုတ်ပြတဲ့နီလန်းနဲ့သူကတက်တောင်းအောင်လုပ်ပါပေါ့နော်ဒီလိုနီးလေလဲတုံးလို့တော့ရတယ်နောက်တစ်ခါဒါအားလိုက်အနေနဲ့ဒီလောင်သာစီလောင်ကန်နေပေါ့ဒါတွေကတော့အရေးကြီးတယ်ပေါ့သူတို့ကဒေတာလဲပြန်ပြီးစစ်ဆေးပြီးပြုပြင်ထားတဲ့နော်ဆိုရင်ဒီစိတ်ထွက်နေပြီးတော့ကျွန်မမတင်မှတ်ပဲနဲ့မိထားလောင်တာဒီပောက်ပွဲထွက်တာဒီဒါတွေဖြစ်နေတယ် t r a n s f o r m e တွေဆိုရင်လည်း transformer Z တွေဆိုရှိတာဟုတ်တော့ဒီ transformer တွေမှာလည်းဒါတွေလည်းအတူတူပဲပေါ့နော်ဒီလို NA တွေကိုတော့တတိထားပြီးတော့ရှောင်းအောင်ဖြစ်တယ်ပေါ့ဒါငလိန်ကြီးနှုတ်ပြီးရဲ့နောက်ပိုင်းမှာထပ်ပြနေတဲ့ဟို impact တွေကိုပြောရမယ် နောက်တစ်ခုကဇာတိငလီကြီးလှုပ်ပြီးသွားလို့ရှိရင်ဒီနောက်ဆက်တွဲမုံတိုင်းနေလာတက်တယ်ဆိုပြီးပြောကြတာပေါ့နော်။နောက်ဒီမိုးလီဝတာပညာရှင်တွေကလည်းခံမှန်းပြီးတော့သုံးသပ်ထားကြတယ်ရှိတယ်ပေါ့။ဆိုတော့မုံတိုင်းနေနောက်လေပြင်းတိုက်ခတ်တာတွေရော ဖြစ်လာနိုင်တာပေါ့။ဟုတ်ကဲ့အဲ့ဒါလည်းသိပါရစေ။ဒါကတော့တဘာဝတရားအရဒီနေ့ကလောကဆက်ဆက်မှုမရှိပါဘူး။မုံတိုင်းကမုံတိုင်းဖြစ်စဉ်ကတိကျဖြစ်ပြီးတော့ငလီကငလီဖြစ်စဉ်ကတိကျလည်းဖြစ်တယ်ပေါ့။ငလီကမြေအောက်နဲ့အနည်းဆုံး 10ကီလိုမီတာလောက်မှာဖြစ်ခဲ့တာပေါ့နော်အခုဆိုရင်တော့ဟိုတို့ထုံးစံကတော့စကိုင်းပြိုက်ပြီးတချောင်းမှာဖြစ်တာတွေကတော့15ကီလိုမီတာပေါ့နော်အကြမ်းမြင်12မိုင်လောက်မှာဖြစ်နေရှိတယ်အခုကတော့နည်းနည်းလေးတိတ်နေပေါ့ဒါပေမဲ့ဒီဟာကမိုးလေဝသနဲ့ဘာမှလည်းမဆိုင်ပါဘူးသူနဲ့ဆက်ဆက်မှုလည်းမရှိပါဘူးပလင်ကြီးတွေကပင်လယ်ကမ်းခြေမှာလှုပ်ခဲ့ရင်တော့ဆူနာမီတို့ပေါ်တဲ့လိုက်လုံးကြီးတွေကိုဘီယန်တွေကိုကြောက်ရလိမ့်မယ်ပေါ့အခုကတော့အဲ့လိုမျိုးပတ်သက်မှုလည်းမရှိပါဘူးဟိုယာတီကူရူရတော့ကိုကျင်ရတော့ဗုဒ္ဓရေးဝင်ကနီးတဲ့ယာတီတော့ဖြစ်နေတဲ့အတွက်ကြောင့် တိုက်ဆိုင်မှုပဲဖြစ်ကောင်းဖြစ်မယ်ဒါကြောင့်တော့ငလင်ရောက်တော့ဖြစ်ရဖြစ်တဲ့သဘောလည်းမဟုတ်ပါဘူးဟုတ်ကဲ့ဒီနောက်တစ်ခုကပေါ့နော်ငလင်တန်ပြင်းပြင်းထန်ထန်ခန်းစားခဲ့ရတဲ့နေရာတွေမှာလက်တလောမိုးရွာခဲ့လို့ရှိရင်ဘာတွေဖြစ်လာနိုင်လဲဒီပုံမှာဘာတွေပြင်ဆင်ထားဖို့လိုအပ်လဲပေါ့ဟုတ်အဲ့ဒါလေးလည်းတည်ပြစီရှင်ဟုတ်ပါတယ်ဟိုအစောက်ုံနေရာတော့ခုနကပြောတဲ့အတိုင်းပေါ့နော်အဲเจ้าနေရာเจ้าမိုးရွာတဲ့ခါမှာလည်းပြူကျနိုင်တဲ့အခြေအနေရှိတယ်နောက်တစ်ခုကတော့ဘာလို့တော့ဒီမြေလွာတွေပေါ့နော် တောင်စောင်းနေကဘာတွေကလည်းအဲเจ้าနေဖြစ်တယ် ဲ့လိုဖြစ်နေတာတွေကဒီမုန်တိုင်းအတိုက်လို့ရှိရင်မိုးကြီးကြီးရုတ်တရက်ရွာလို့ရှိရင်တောင်းနေပြူဆင်းတာရှိတယ်။တကယ်လေအဲ၃လနှစ်လောက်ကပေါ့နော်၃လနှစ်မကတော့ဘူး။အဲ၆နှစ်လောက်ကထင်တယ်သူအကွိတ်လိတ်လို့တောင်ခေါ်တယ်ပေါ့နော်။ဟဲ့ဒီချင်းပြည်နယ်မှာအဲငလေးလှုပ်ထားပြီးတဲ့အဲကြောင်းနေမှာမိုးရွာတဲ့ခါမှာငလေးရောက်ရုတ်တရက်ရေကန်ကြီးတွေဖြစ်သွားတယ်။အဲ့ကန်ကြီးတွေကပြိုကျလာတဲ့ခါမှာသူကစရတဲ့တေချာတိဆောက်တာတဲ့ကံမုတ်တဲ့ခါကျစေကာတာမုတ်တော့ ဝိုးဆက်ရွာတဲ့အခါမှာပြူကြတဲ့တို့ကြောင့်တို့ကလေးနာမျိုးကလေးမျိုးနာမှာရှိတဲ့ဟိုဂျွာတွေပြတ်တုံးသွားတာတည်းရှိတယ်။ဟိုမှာရာဇကြိုဆယ်ဆိုရင်ဒီနေ့ဒီကိုပဲမူလဆန်ညင်ဆန်ညို့မပြီးတော့ဘူးပေါ့နော်။အဲ့လိုမျိုးရေပြူကြတာတွေဒီတောင်းရေပြူတဲ့ကန်တွေကတောင်းဘောငလင်ကြောက်ဖြစ်တဲ့ကန်တွေကြောင့်ပြူကြတာတွေဒါတွေကတောင်းတန်းသားမှာနေတဲ့လူတွေကသတိထားတဲ့နေ။သူပြင်တော့ဟိုဒီဂျွာပြီလည်းပဲငလင်ကတော့ဒီလိုမျိုးရေပြူတဲ့ကန်မျိုးဖြစ်ဖို့တော့မရှိဘူး။ဒါပေမဲ့လည်းပါလဲဆိုတော့ ဒီအမြန်လမ်းလိုမျိုးပေါ့နော်တောင်ကြီးနဲ့တောင်နဲ့ယူမနဲ့ကတ်တဲ့နေရာတွေမှာဆိုရင်တော့တောင်ကြီးပြူနိုင်တယ်ဆိုတော့သတိထားရမှာဖြစ်ပါတယ်။ငလျင်နောက်ဆက်တွဲအနေနဲ့တချို့ဒေသတွေမှာဆိုရင်ဒီပေဒရာကျော်နဲ့တဲ့တွင်းတွေဖြစ်ပေါ်လာလို့သိရတယ်ဆရာ။ဒါကဘာကြောင့်လဲပေါ့နော်။ဟောပြင်ဆင်ထားရမယ့်အပိုင်းတွေရောရှိမလားပေါ့။ဟုတ်။အဓိကကတော့ရေပါပဲ။ငကူတွေကသူကလှိုင်ကရှိနေခဲ့တယ်။အောက်မှာရှိရပေါ့နော်။ငလျင်လုတဲ့ခါမှာဒါပြူကြပြီးဆင်းသွားတာပေါ့။ဆိုတော့ဆိုပါစို့အထူးဖြင့်တော့ထုံးကြောက်ဒေသတွေမှာဖြစ်များတယ်။ ဟိုကရင်ဒီဘက်မှာဆိုရင်ထုံးကြောက်ကအဓိကများတဲ့နေရာဆိုတဲ့ခါကျတော့အဲ့မှာစင့်ဟိုးလို့ခေါ်တာပေါ့နော်ကြီးမြူတဲ့အပေါက်ကြီးရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့ဟိုကလေးလွှတ်တဲ့ခါမှာအပေါ်ရန်စင့်ဟိုးရဲ့အပေါ်ရန်ကြီးပြူကျသွားလို့ချင်းငခုနာ ပြောရရင်ဘယ်လိုလဲဆိုတော့ဟိုလူတွေမြင်တော်ပြောပေးနေရကူတို့လားအခုဇတ်တန်ကူတို့ဘေးညီကူတို့ဒီလိုကူကြီးတွေရှိတဲ့နေရာမျိုးကအောက်မှာတို့ရဲ့မြေအောက်မှာရှိနေတာမျိုးပေါ့နော်အခုကုဒါကူတွေကတော့တောင်ပေါ်မှာမြေပေါ်မှာလို့တို့တွေမြင်ရတာပေါ့ကုဒါတို့မြေကူကြီးတွေကတို့ရဲ့အောက်မှာရှိနေပြီးတော့မှာ ငလင်လွှဲလိုက်တဲ့အခါမှာသူ့ရဲ့အမိုးတွေပြိုကျသွားရင်သူကဒီလိုအပေါက်ကြီးတွေဖြစ်လာတဲ့သဘောပါပဲတခါကျိုးယိုးမြည်တဲ့မှာလည်းအလားတူပဲဟိုဘီးတောင်ချော်လွာတွေနဲ့လုံနေတဲ့မြည်ဒီမှာလည်းအလားတူပဲစားပြီးတော့အောက်မှာတွင်းကြီးတွေရှိနေတာဖြစ်တတ်တယ်ဟိုတို့ဒီလိုနမူနာမျိုးတို့ပြီးခဲ့တဲ့အင်း၁၀နှစ်ကျော်ပါပေါ့နော်တို့ဒီအင်ဒိုနီးရှားမှာကြီးတဲ့ဂျော့ဂျကာတာဆိုတဲ့မြို့ပါငနေလှုပ်တဲ့ချိန်မှာလည်းဒီလိုပဲတွင်းကြီးအတက်ကြီးတခုဖြစ်သွားတာလည်းဖြစ်ဘူးတယ် တော့အဓိကကတော့ဂျီကငကိုတွေကစားပြီးတော့အောက်မှာတွင်းဖြစ်နေတယ်။ငလင်လို့တဲ့အတွက်ပြူကြပြီးတော့ဆင်းသွားတာပဲပေါ့နော်။လူတွေအနေနဲ့တော့ဘေးပတ်ပတ်လေးကိုတီထားတဲ့နဲ့အနာလည်းမကတ်တဲ့ဘူး။ဒီတွင်းကဆက်ပြီးတော့လေပြူတိုင်းချဲ့နိုင်တဲ့အခြေအနေတော့ရှိတယ်။အောက်ကန်ကြောင်းနဲ့ဟိုနဲ့သွားသွားတောင်းကပယ်ရနာနီးသွားပြီဆိုရင်တော့အနေလောက်နေမရှိတော့ဘူးပေါ့နော်။သူကချဲ့နေမှာပဲမိသားချင်းတများတော့သူကချဲ့ချဲ့ပြီးတော့ပြူကြလေးတော့ရှိတတ်တဲ့သဘောပါပဲ။ဒါကဒေသဘာဝဖြစ်စဉ်တစ်ခုပါပဲ။ အာဟုတ်ကဲ့အခုလောက်ခဲ့ခဲ့တဲ့ငလင်ကပေါ့နော်ဒီနှစ်ပေါင်းများစွာအတွင်းပြင်းထန်ဆုံးလို့ပြောလို့ရတာပေါ့နော်ဆိုတော့ဒီတော့လက်ရှိမှာကကုနီကယ်စေးလေးလုံနေတာတွေရောလောလောတယ်လို့မြင်လားပေါ့နော်ဘာတွေလိုအပ်တယ်လို့ထင်လဲပေါ့ဟုတ်ကဲ့မန္တလေးအနေနဲ့ကြည့်မယ်ဆိုရင်ဒီနှစ်200လောက်ဝင်းကျင်မှာတို့ဒီလိုငလင်ကြီးတခုလုံနိုင်တယ်ဆိုတာတို့ဒီအစိုးကြီးတွေကလည်းခံမှန်းတွက်ချက်ခဲ့မှုတွေရှိတယ်ဒီတွက်လည်းငလင်စုံပြမြေပုံတွေကိုဆွေးခဲ့တယ်ဒါတွေက10နှစ်မကတော့ပါဘူးလွန်ခဲ့တဲ့10နှစ်20တွင်တို့တွေရဲ့လိလာချက်တွေရ10နှစ်လောက် ကြာပါလုံခဲ့တဲ့ချိန်တော့အဲ့မှာတို့တက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေရောတို့တက္ကသိုလ်တွေတို့ငလင်းပညာရှင်အဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ကျတော့ဒီဘတ်လိနဲ့ပတ်သက်ပြီးတော့ငလင်းစုံမဲ့တွေနဲ့ငလင်းဒီပေးရနေဖြစ်ခဲ့ရင် hazard assessment တို့ risk assessment တို့ဒါလူပရယောက်တည်မဲ့တွေကစတွေ့ထားခဲ့တာတွေရှိတယ်ပေါ့နော်တချို့တွေ့ကြရင်းနေရာတော့အထူးဖြစ်တော့ hazard assessment ကိုအမှန်တိုင်းတွေ့ပြီးပဲ risk assessment ကြာရင်တော့အဲ့ခေတ် case ဆက်ဆက်မှာရှိတဲ့အစိုးရတွေကဟိုကြောက်ကြတဲ့အခါကျတော့ကဏ္ဍတွေကအမှန်တိုင်း ော်ပြတာပေါ့မနာကြောက်ကြတော့ဟိုအဲ့မှာတော့နေပြီးပြတာတာဖြစ်ကောင်းဖြစ်ပဲမန်လေးဒီဒီလိုထိခိုက်နိုင်တယ်ဒီလိုတည်ဆုံးနိုင်တယ်ဆိုတော့တို့တွေအစိုးကြီးတွေအတွက်ပြီးသားလည်းဖြစ်တယ်အဲ့ဒါတွေကိုမန်လေးမျိုးတော့ကြည်ပင်တဲ့တကွာတဆိုင်အကြီးကြီးတွေအုပ်ချုပ်ရေးဥပဒေတွေအကုန်လည်းပြီးခဲ့ဘူးဒီလိုအဲ့ချိန်တော့မိသက်တို့လူမှုဝန်ထမ်းတို့ဂျန်တဲ့ဌာနဆိုင်ရာတွေကိုလည်းတင်တန်းနေတဲ့ပြီးခဲ့တာရှိတယ်ဟိုစူပါဆိုဆေးုံနေပါတယ်ပါလဲဒါနဲ့ပတ်သက်ဒရီတွေပေါ့နော်ယုတ်တည်းရထွက်ပြေးရင်ဘယ်လိုလုပ်ရမလဲငွေလေးထုတ်တဲ့အလန်းပေးမလုပ်ရမလဲဆိုတာဒီကိုသိကျင်ခဲ့ပြီးသားလည်းရှိတယ် ။စာတင်ကျောင်းတွေမှာလည်းဒါတွေတို့ရီလုတ်ခဲ့တယ်။သူပါဆိုရန်ကုန်မှာဆိုရင်တော့မှစိန်ပေါ်ကျောင်းတို့ဘာမှလုတ်ခဲ့ဘူးတယ်ပေါ့တော့မှတ်မိတယ်လောက်ပါတော့။ကျောင်းတွေမှာဒါကိုအရေးကြုံလာရင်ဘယ်လိုတုံ့ပြရမလဲဆိုတာလုတ်ခဲ့ဘူးတယ်။ဒါပေမဲ့အခုချိန်မှာတော့လုံခဲ့တဲ့၄နှစ်တည်းမှာဒီစစ်ကောင်စီလက်ထက်မှာတော့ဒါတွေကပြည်ပြင်းပြင်းမလုတ်ဖြစ်ကြတော့တဲ့အခါမှာဟို ready လည်းဖြစ်မနေဘူးပေါ့နော်နောက်တခါခုလိုမျိုးဖြစ်လာပြီဆိုရင်ကုညီကယ်ဆယ်ကြီးအပိုင်းနေမကောက်ဘူးဟိုကဲဘူးကိုဘူးဆိုတာအုတ်တိုက်တွေပြူတာဖြစ်တဲ့အတွက်ကြောင့်ဒီဇယန်ရားကြီးကအမတန်လိုပါတယ် အဲ့တော့မြို့ပြတိုင်းမှာဘာလို့အောင်လဲဆိုတော့ငလေးလုံးမှာတို့ကိုဆရာနေရာထိုင်ဆောင်ထားရဆိုတော့ဘာမှမရှိပါဘူး။ဒါပေမဲ့မြို့ပြဒီကြီးတစ်ခုတိုင်းမှာငလေးလုံးခဲ့ရင်ဘယ်လိုကယ်မလဲဆိုတာစဉ်းစားဖို့အတွက်ကိုဒီမြို့မှာရှိနေတဲ့နီးတွိုက်မှာရှိနေတဲ့ဒီဆရာနေရာတွေကိုစည်ရင်းပြုစုထားတယ် inventory လုပ်ထားတယ်ပေါ့နော်။ဘယ်ကုမ္ပဏီမှာဘယ်တစ်ခုရှိတယ်။စိန်ပေါင်းမှာဘယ်တစ်ခုစောက်လို့ရမှာဘယ်တစ်ခုစီပင်မှာဘယ်တစ်ခုပေါ့နော်။ဘယ်တစ်စင်းဘယ်ဟာကရင်းဘယ်ဟာကဒီဘူလိုစားဘယ်ဟာဘယ်ကိုစသဖြင့်ပေါ့နော်။လုပ်ထားပါဆိုတော့တို့တွေ ောက်လျှောက်လဲတာကိုလည်းအကြံဉာဏ်လည်းပေးခဲ့ပြီးသားလည်းရှိတယ်ပေါ့နော်။ဒါလုံခဲ့တဲ့၁၀နှစ်ကျော်လေးကလုပ်ခဲ့တာပါ။အခုတော့ဒီလိုစီးရင်နေရှိနေမနေလည်းမသိဘူး။သူတို့ရှိတဲ့အတိုင်းလည်း update ပေါ်ဖြစ်လာလည်းမသိဘူး။နောက်ပြီးတော့အဲ့ဒီရှိရဲ့ပစ္စည်းတွေကိုဆွဲထုတ်ပြီးတော့လည်းသုံးဒလာမသုံးဒလာလည်းမသိဘူးပေါ့နော်။အခုတို့တွေတိရလောက်တော့မန္တလေးမှာကူနေတာတွေကတော့ပုဂ္ဂလိကကုမ္ပဏီတွေပဲဝိုင်းပြီးတော့ရှိတဲ့ဆယ်ရန်တရားတွေကိုထုတ်နေတယ်လို့ပဲကြားရတယ်ပေါ့နော်။ ဆိုရရတကယ်ခုနဆောက်လို့ရလို့စင်မြောင်းတို့လိုဌာနတွေမှာရှိတာတွေကိုတုံးလားမတုံးလားလည်းမသိနေဘူးပေါ့နော်။ဒါကြောင့်လည်းလုံလောက်မှုမရှိတဲ့အတွက်ကြောင့်ဟိုအချိန်တန်တဲ့အခါမှာဒီတချို့တွေကအချိန်ကြီးကဲစင်နိုင်တဲ့အသားနဲ့မကဲနိုင်မဲနဲ့အသက်ဆုံးရတာတွေကိုလည်းဝမ်းနေစရာတွေ့ရတယ်ပေါ့နော်။လုံလောက်တလားဆိုရင်တော့မလုံလောက်တာတေးကြတယ်။ဒီတဲ့ပို့ပြီးတော့အင်အားကြီးရှိသေးတဲ့တယ်ပေါ့နော်။တချို့နေရာကြတော့လည်းဒီဒီ shelter ဈေးပေါ့နော်။ခိုင်ကန့်တဲ့အဆောက်အုံတွေကအထူးဖြင့်တော့တာမန်ပြည်သူတွေရဲ့အိမ်တွေ ကတက်ဆိုင်ရာဘီဒင်းကိုရဆွေးတာအမှန်ပဲမဲ့လေစေယုံနေတို့စာတင်ကြောင်းနေတို့ဆိုတာအကြီးကျုံရင်လူတွေနေရမယ့်နေရာဖြစ်တဲ့ကြောင့်သူ့ပို့ပြီးတော့တင်းကျပ်တဲ့စီးနင်းနေနဲ့ဆွေးထားပြီးသားလည်းရှိတယ်ဒါပေမဲ့တကယ်တကယ်လက်တွေ့လဲကြောင်းအဲ့လိုဖြစ်မနေပဲနဲ့အဲ့ဒီဟာတရားကိုယ်တိုင်ပြူကြတာတွေကိုလည်းတွားတွေ့နေရတယ်ပေါ့နော်ဒါအမှန်တမ်းမှဝန်နေစရာလည်းဖြစ်တယ်ပေါ့နော်စူပါဆိုစကိုင်းမှာဆိုရင်ငလင်းလှုပ်လိုက်တာဒီလူတွေကိုကယ်ဆယ်ရမယ့်မိတ္တကပြူကြပြီးတော့မိတ္တကတွေပါပြီနေတယ်တော်တော်ကိုစိတ်ပြက်ဖို့ကောင်းတဲ့မြင်ကွင်းပေါ့နော် ကဲရသူတို့ကကဲရမဲ့သူကသူတို့မှာကဲစရာပစ္စည်းလည်းမရှိဘူးအားလုံးကပျက်စီးသွားပြီဆိုတာမျိုးဖြစ်နေတယ်အဲ့တော့ဒါတို့တင်းမြန်ဝါဆိုရင်သတိတိုင်းပါပေါ့နော်အသက်ကအင်ကြီးဝတ်တာတော့မှမိမိကိုမိမိအရင်ဝတ်ပါပြီးမှဒီကလေးကိုပေါ့နော်ဒါဝင်တက်ကြီးရွယ်ကိုဝတ်ပေးပါလို့ဆိုရတယ်ပေါ့အဲ့တော့မိမိကိုကိုတောင်မကဝင်နိုင်တဲ့ခါကျတော့ပြည်သူကဲစေဖို့ဆိုတာအလုပ်မဖြစ်တာလည်းတေးကြတယ်နောက်တခါဒီမျိုးလို့ကမှ Civil Service Force ဆိုခေါ်တာပေါ့နော်စစ်တပ်တွေစစ်တပ်တွေရဲတို့မိသားတို့က ဟိုအရေးတကြီးလောက်ရမယ်အလုပ်ဖြစ်တယ်ပေါ့နော်အဲ့လိုလောက်ရမယ်သူတွေကကိုယ်ကစစ်တိုက်တဲ့နေရာကိုရောက်နေကြတယ်ပေါ့ပြီးသူချင်းတိုက်တဲ့စစ်ပွဲမှာရောက်နေကြတဲ့ခါကျတော့ရေးကြုံတဲ့ခါမှာဒါကိုကုညီကြေသေးဖို့အတွက်အချိန်မမီတာကိုတွေ့ရတယ်လို့ပဲပြောရနိုင်ပါတယ်အာနောက်ဆုံးအနေနဲ့ဆရာအနေနဲ့ဖြစ်စော်ပြီးပြောချင်တာရှိရင်ပြောပြပေးပါအောင်ရှင်ဒီဖြစ်စဉ်ကတော့အမှန်တမ်းဟိုဝန်နေစရာလည်းကောင်းတယ်ဆိုရင်ထိလိုက်စရာလည်းကောင်းတယ်ဖြစ်စဉ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒါဒီတဘောဝဘေးအနေသာဖြစ်တယ်ပေါ့တဘောဝဘေးအနေဒီကျွန်တော်နိုင်ငံတဘောဝဘေးအနေကြာရောက်နိုင်တဲ့နိုင်ငံလည်းဖြစ်တယ် ခြေမြူးလေးကြအောင်နိုင်တယ်ကျွန်တော်တို့ပညာရှင်ဆိုတာဒီဘေးနေရာမှာငလင်မာနဘလောက်လောက်နဲ့နှစ်ပိုင်းခြားဘလောက်လောက်မှာလှုပ်နိုင်တယ်ဆိုတာပဲပြောလို့ရတယ်ဘေးနေဘယ်ချိန်မှာလှုပ်မယ်ဆိုတာဘာမှဘယ်သူမှမပြောနိုင်ပါဘူးဒီနေ့ဒီလဲအဲ့လောက်ဒီတေးလာမှုပညာရှင်မရှိဘူးကျွန်တော်တို့ဒေတာမှာဒီလုံနှစ်20လုံးလုံးတောက်ချောက်တေးလာခဲ့လို့ဒါမြမပြီးအကြောင်းကိုတော်တော်လေးသိလာရပြီးတော့ဒီချက်လက်တွေလည်းရှိနေတယ်ပေါ့နော်အဲ့တော့ဒီဒီအဲ့တော့လူတိုင်းတည်ရမှာကိုယ်ဒီဘေးအန္တရာယ်ရှိတဲ့အတိုင်းမြေမှာနေတယ် အဲ့ဘီအန်နေကိုတက်တာရောပေါအောင်ဘလို့ကာဝယ်မလဲဘလို့အစီအစဉ်ပြအောင်ဘလို့လုပ်ကြအောင်မလဲ adaptive ချင်းပေါ့နော်ဘလို့လိုက်ရောညူတွေဖြစ်အောင်နေမလဲဆိုတော့စဉ်းစားရတဲ့သဘောပဲဖြစ်ပါတယ်ဆိုတော့သူသွားပြီးရှိလို့ဒါမနေရဘူးဆိုတော့မဟုတ်ပါဘူးဆိုလိုတာကတော့ဂျပန်လိုနိုင်ငံမျိုးပေါ့နော်အများအားပြီးတော့ပေါ့တော့ငလင်းလို့တော့လည်းရှိတယ်တခါအမေရိကန်ဆိုရင်အနောက်ပိုင်းပေါ့နော်အနောက်ချမ်းဆိုရင်လည်းငလင်းလို့တာအများအားရှိတယ်ညမာပြည်နဲ့အလားတူပဲညမာပြည်အလယ်ပိုင်းဖြစ်နေတဲ့သခိုင်းပြည်ရွေးနဲ့ ဒီကယ်လီဖိုးနီးယားမှာဆန်ဖရန်စစ္စကိုနားဖြတ်သွားတဲ့ဒီအဆန်အန်ဒရီးယားစ်ရဲ့ရွေးရအတူတူပါပဲအလားတူပဲခွေးချားမှုနှုံရင်လည်းခတ်ဆင်နေပဲရှီလျားမှုတိုက်တာလည်းခတ်ဆင်နေပဲပေါ့နော်အဲ့တော့သူတို့တွေလည်းဖြစ်အောင်နေနေတယ်ဘယ်လိုလဲဆိုအစာအုပ်တွေကိုခိုင်ခန့်အောင်စောက်ထားတယ်ဘေဂျင်းကုတ်စီပေါ်တော့စောအောင်ဆိုင်ကစီမင်းနေခိုင်ခန့်ခန့်ရှိတယ်လို့အဲ့တိုင်းလည်းစနစ်တကျစစ်စီးတယ်နောက်တခါဟိုအဲ့ဒီအရာတွေကိုတခါတစ်ဖက်ကဘာနဲ့ပြန်ထိန်းချုပ်တာလဲဆိုတော့ငလင်ကိုအာမခံနေထားကြတယ်ပေါ့နော်အာမခံထားတဲ့အခါမှာ အဖကလုပ်တဲ့အဖွဲ့စည်းကသူကယောရမဲ့လူဖြစ်တဲ့အခါကျတော့အဆောက်အဦတရားစစ်စေးမှအာမခံလက်ခံပေါ့နော်ဘယ်လောက်ဒီခိုင်ကန့်တယ်ဘယ်လောက်ဒီကလေးတန်းခံနိုင်အောင်ဆောက်ထားလဲဆိုတော့စီစစ်ပြီးမှလက်ခံတာဖြစ်တဲ့အတွက်ကြောင့်အလိုလိုပြန်ပြီးတော့ထိ ंछ ုပ်ပြီးသားဖြစ်တယ်ပေါ့နော်ဆိုတော့နေတဲ့လူတွေဝယ်တဲ့လူအဆောက်အဦဝယ်မဲ့လူတွေနေမဲ့လူတွေကလည်းသူတို့နေမဲ့အိမ်ဒီအာမခံရှိမရှိဆိုတော့ insurance ကစစ်တဲ့အခါကျတော့ပြန်လည်အပြင်းဒါထိ ंछ ုပ်ပြီးသားထိ ंछ ောင်းပြီးသားဖြစ်တယ်ပေါ့ဆိုရတာထိ ंछ ောင်းမယ်ဆိုရင် နပြောတဲ့အဂတိလိုက်စားမှုရှိရင်ရှိတယ်လို့မာရွင့်နေတာဖြစ်ဥပမာပဲပေါ့နော်အဲ့တော့ပုဂ္ဂလိကကပုဂ္ဂလိကနဲ့ပြန်ထိတ်ချုပ်ခြင်းရတာလေပို့ပြီးတော့တေချာတဲ့နီလန်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံအနေနဲ့နောက်အနာဂတ်ကိုပြင်ဆင်မယ်ဆိုပြည်သူတွေတူးချင်းတူးချင်းနဲ့မိသားစုတူးချင်းရတယ်ကိုယ်စီဘေးရနေရှိတယ်ဆိုတော့လည်းတိဖို့လိုတယ်အရေးကြုံရင်ဘာလုပ်မယ်ဆိုတာလည်းစဉ်းစားထားဖို့လိုတယ်နောက်တခါဆွေရနဲ့ဘက်ကစဉ်းစားမယ်ဆိုရင်လည်းတက်ဆိုင်ဟာအဆောက်အုံဆိုင်ဟာစီးမြင်းနေကလင်းစုံမဲ့တွေတိုင်းစနစ်တကျတိဆောက်ဖို့နဲ့သူ့ ီစစ်ဆေးတဲ့အဖွဲ့အစည်းတွေကလည်းအမှန်တမ်းမှဟိုတိတ်ခါရှိပြီးတော့ခိုင်မြန်းတဲ့ဖွဲ့မြဲတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့လည်းလိုတယ်သူပဲပြောချင်ပါတယ်ဒါဒီကျွန်တော်တို့နောက်ထပ်လည်းကြုံအောင်မယ်ကြုံတဲ့အခါမှာကျွန်တော်တို့ဘယ်လောက်ထိဆင်းသင့်ဖြစ်မဖြစ်ဆိုတာဆက်ပြီးတော့ဒါဒီငလင်းဒီတဲ့အမှန်တမ်းတင်ထားတဲ့ဖတ်ကြောက်တစ်ခုလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်